ဩရိန်တွင်ဖြစ်စဉ်မှာစစ်ကောင်စီဟာအဆင့်ဆင့်လိန်ညာခဲ့ပါတယ်ပထမအဆင့်တုန်းကဩရိန်တွင်ဖြစ်စဉ်ဖြစ်သွားတယ်ဆိုတာမဟုတ်ပါဘူးအဲ့ဒီသတင်းတစ်ခုလုံးကသတင်းအတုပါလို့ပြောခဲ့ပါတယ်ဒါပေမဲ့သတင်းအတုမဟုတ်ကြောင်းမကြခင်မှာပဲတိတ်ထင်ရှားသွားပါတယ်စစ်ကောင်စီအလိုတော်ကြီးတွေကိုယ်တိုင်ကအဲ့ဒါဟာသတင်းမှန်ပဲဆိုတာကိုဝန်ခံလာကြပါတယ်ဒုတိယအဆင့်လိန်ညာတာကတော့ကလေးတွေတည်တဲ့အလောင်းတွေဟာအစ်စ်တွေမဟုတ်ပါဘူးအတုတွေပါတဲ့သွေးကအစ်စ်မဟုတ်ဘူးလို့အလောင်းလေးတွေကတက်ရက်နေတာပဲလို့ အဝိစားတွေကစုပ်ပြတ်မနေဘူးဆိုပြီးတော့အမျိုးမျိုးပြောကြပါတယ်ဒါပေမဲ့အဲ့ဒီလိန်ညာမှုကလည်းတိတ်မကြခင်မှာပဲပျက်စီးပါတယ်ဓာတ်ပုံတွေဗီဒီယိုတွေအများကြီးထွက်လာတော့တက်သေးအထောက်ထားတွေကတိတ်ပြီးတော့ထင်ရှားလာပါတယ်လူတချို့ရဲ့လိန်ညာမှုယုံမာမှုတွေဒါတက်သေးအထင်ရှားနဲ့ဘွားဘွားကြီးပေါ်သွားပါတယ်နောက်တစ်ဆင့်မှာတော့သူတို့လေရင်နေအဲ့ဒီဘက်ကိုမပြန်ပါဘူးလို့ပြောပြန်ပါတယ်ဒါကလည်းကြာကြာလိန်လို့ရတဲ့ကိစ္စမဟုတ်ပါဘူးဒေတာရင်းပြည်သူတွေထောင်ထဲချီပြီးတော့မြင်ခဲ့ကြပါတယ်ဗီဒီယိုတက်သေးတွေလည်းရှိပါတယ် ဒေတာရင်းပြည်သူတွေဆိုတာက NUG PDF ကမွေးထားတဲ့လူတွေတဘုံအားပေးတွေဆိုပြီးတော့ပြောပြပါတယ်အဲ့ဒါလို့ပြောလိုက်တော့မှအဲ့ဒီဒေတာကပြည်သူတွေကိုသူတို့ကရန်သူတပွဲသဘောထားနေတယ်ဆိုတာပို့ပြီးတော့ထင်ရှားသွားပြန်ပါတယ်ရန်သူကဘုံကျဲမလားသူတို့ဒေတာကံပြည်သူတွေထောက်ခံအားပေးနေတဲ့ PDF တွေကပြန်ပြီးတော့ဘုံခွဲမလားဆိုတာဘလို့တွေးတွေအဖြေကထင်ရှားနေပါတယ် နောက်တစ်ခါအဲ့ဒီစာတင်ကြောင်းထဲမှာ PDF တွေကဘုံတွေထုတ်လုပ်နေပါတယ်ဆိုပြီးတော့ကျွန်တော်ဗီဒီယိုအတုတင်ပြပါတယ်။ဘာလို့ဗီဒီယိုအတုလို့ပြောနိုင်ရသလဲဆိုတော့အဲ့ဒီဗီဒီယိုကိုပဲမကွေးတိုင်းစောမြို့နယ်တွေကစာတင်ကြောင်းထဲမှာဘုံထုတ်လုပ်နေတဲ့ဗီဒီယိုကိုဆိုပြီးတော့အဲ့ဒီလူကိုယ်တိုင်ကကျက်ဖွဲ့မီဒီယာဖြစ်တဲ့ People Media မှာအေဗီလာ29ရက်နေ့ကတင်ထားပြီးသားမလို့ပါ။အခုထိလဲ People Media Telegram မှာရှိနေပါသေးတယ်။သွားကြည့်နိုင်ကြပါတယ်ခင်ဗျာ။ သူတို့ဘလောက်တောင်အကွက်စင်လိန်ညာနေကြတယ်လဲဆိုတာသိရအောင်တွားကြည့်ထားကြပါ AB လ29ရက်နေ့က People Media မှာတင်ထားပါတယ်နောက်ထပ်ပြောတာကတော့နည်းနည်းရှုပ်ထွေးပါတယ်လေရင်ပေါ်ကနေပြီးတော့သူတို့ဘုံကျဲတာမဟုတ်ပါဘူးတဲ့ဘုံကျဲလို့ရှိရင်ဒီလိုပုံစံမျိုးဖြစ်မလားတဲ့ဘုံမဟုတ်နိုင်ကြောင်းစစ်လော်ဘီတွေကဆောရကတက်ခဲ့တဲ့အချက်တွေကိုပြန်ပြောပြပါမယ်နံပါတ်1အချက်ကခါတိုင်းပေါင်900ဘုံတွေကျဲတယ်လို့တွင်းနဲ့ကြီးတွေဖြစ်နေတာကိုမတွေ့ရပါလားတဲ့မှန်ပါတယ် ိုးရိန်နှွမ်းမှာပေါင်900ပုံကျဲတဲ့အခါအမြဲတွေ့ကြဖြစ်တဲ့တွင်းတဲ့ကြီးတွေကိုမတွေ့ရပါဘူး။နံပါတ်1အချက်ကခေါင်မိုးတော့ပျက်စီးသွားတယ်ဒါပေမဲ့စာတင်ကုန်တွေမပြိုလဲတယ်လို့နိုင်ရန်တွေမပျက်စီးပါလားတဲ့။စာတင်ကန်တဲ့ကကြောက်တင်ဘုံတောင်မှမပျက်စီးပါလားတဲ့။ဒါလည်းမှန်ပါတယ်။နံပါတ်3အချက်နိုင်ရန်မှာ6လက်မလောက်ရှိတဲ့အပေါက်ငယ်လေးတွေမြေကြီးပေါ်မှာ6လက်မပတ်လည်ရှိတဲ့အပေါက်ငယ်လေးတွေတွေ့ရတယ်။အဲ့ဒါဟာပေါင်900ပုံရိုးရိုး ြဲတာနဲ့မတူပါလားတဲ့သူတို့ပြောတဲ့အဲ့ဒီသုံးချက်စလုံးမှန်ပါတယ်ဒါပေမဲ့အဲ့ဒီသုံးချက်စလုံးနဲ့မကိုက်ညီလို့ဘုံကျဲတာမဖြစ်နိုင်ဘူးဆိုတော့ theory ကတော့မှားပါတယ်ကြီးတော့ကြီးစရာကောင်းတယ်ဗျစင်ကောင်ကြီးတွေ့ပါရဲ့နဲ့စင်ချေရာရှာခိုင်းနေတယ်လို့ဖြစ်နေလို့ကြီးစရာကောင်းတာပါခလေး22ယောက်နဲ့ဆရာမ2ယောက်စုစုပေါင်း24ယောက်အသက်အသေးဆုံးသွားရပြီးပါပြီကောင်းငင်ကနေပြီးတော့လေရင်နဲ့ဘုံကျဲသွားတယ်ဆိုတော့လည်းရက်ရွာပြည်သူပေါင်းထောင်နဲ့ချီပြီးတော့တက်တည်ထူနိုင်ပါတယ် အခုလဲဒေသခံတွေကတယောက်ပြီးတယောက်ပြောနေကြတာပါတကယ်တော့အဲ့လောက်ဆိုလို့ရှိရင်ကိုပဲလုံလောက်တာထက်အများကြီးပိုနေပါပြီဒါပေမဲ့လူသေးတာတော့မှန်ပါရဲ့အပေါက်ကလေးကသေးနေလို့ကြားကြိုက်တာမဟုတ်နိုင်ပါဘူးဆိုတော့ညင်းနီမျိုးနဲ့သူတို့ကညင်းနေပါတယ်ကဲအဲ့ဒီတော့လေကြားဖြစ်ကြောင်းတက်သေးထူနိုင်မှုအတွက်အချက်လက်တွေစုဆောင်းလေ့လာခဲ့ပါတယ်အဲ့ဒါလို့လေ့လာကြည့်လိုက်တဲ့အခါမှာအကျံပတ်ဆက်သဘောလောက်တော့မှဇောင်းမလက်ပါလားဆိုတော့ကိုပို့ပြီးတော့ရှင်းရှင်းလင်းလင်းသိလာရပါတယ် သူတို့ပြောတာအမှန်ပါပဲ။ဩရိန်တော်မှာခါတိုင်းကျဲနေကြပေါင်900ဘုံကိုရိုးရိုးကျဲတယ်လို့ကျဲသွားတာမျိုးမဟုတ်ပါဘူး။အထူးစီမံထားတဲ့ဘုံနဲ့ကျဲသွားတာပါ။အဲ့ဒါလို့အထူးစီမံထားတဲ့ဘုံနဲ့ကျဲသွားတာကိုကစနစ်တကျအကွက်ချရုံမာတာဖြစ်ကြောင်းကျွန်တော်ရှင်းပြပါမယ်။တစ်တွင်းနေကြီးမဖြစ်ဘူး။နှစ်ခေါမိုးပြက်တယ်။စာတင်ကုန်တွေမလဲ၊ကြောက်တင်မုံမပြက်၊နိုင်ရန်နေမပြုတ်ဘူး။သုံး၆လက်မှတ်ပက်လေအပေါက်လေးများစွာဖြစ်တယ်။လေးကလေးတွေအများပြတ်တည် အဲ့ဒီလေးချက်နဲ့ကိုက်ညီတဲ့အပြည့်အစုံမျိုးကိုဖြစ်ပေါ်စေတဲ့ဘုံအမျိုးအစားနှစ်မျိုးရှိပါတယ်တစ်မျိုးက cluster ဘုံဖြစ်ပြီးတော့နောက်တစ်မျိုးကတော့ apex fragmentation ဘုံပါအဲ့ဒီဘုံနှစ်မျိုးအကြောင်းကို ရှင်းပြပါမယ် cluster ဘုံဆိုတာကစင်ကွဲဘုံပါဘုံအကြီးကြီးထဲမှာဘုံအသေးလေးတွေထည့်ထားတဲ့ဘုံမျိုးပါဘုံအကြီးအတွက်စေကနန်းရာကနန်းကနေပြီးတော့ထောင်ကနန်းအထိတောင်မှထည့်သွင်းအသုံးပြုတဲ့ cluster ဘုံတွေရှိပါတယ် မြန်မာနိုင်ငံမှာထုတ်လုပ်တဲ့ဘုံတွေမှာတော့ cluster ဘုံအကြီးတစ်လုံးမှာဘုံအသေး၄လုံး၈လုံး၁၀လုံးဝန်းကျင်သုံးတာများပါတယ်။များသောအားဖြင့်၄လုံးကနေ၈လုံးအထိမှာသုံးပါတယ်။ cluster ဘုံအသုံးပြုခွင့်ကိုနိုင်ငံတကာဥပဒေအရတားမြစ်ထားပါတယ်။ဘာကြောင့်တားမြစ်တာလဲဆိုတော့ cluster ဘုံတွေဟာလူသက်ဖို့ကိုအဓိကကြံရွယ်တဲ့လက်နက်အမျိုးအစားဖြစ်နေလို့ပါ။စစ်ဘက်ဆိုင်ရာအဆောက်အုံတွေကိုဖျက်ဆီးတာမျိုးရန်သူရဲ့စစ်ကားတင့်ကအဆရှိသဖြင့်စစ်ဖက်ဆိုင်ရာရန်ရဲတွေကိုဖျက်ဆီးတာမျိုးမဟုတ်ဘဲတမင်လူသေးအောင် စီမံဖန်တီးအသုံးပြုတဲ့လက်နက်ဖြစ်တဲ့အတွက်နိုင်ငံတကာဥပဒေနဲ့တားမြစ်ထားတာပါဒါပေမဲ့စစ်ကောင်စီရဲ့လက်နက်ဆက်ရုံတွေမှာကလစတာဘုံးထုတ်လုပ်နေတယ်လို့2021အာနာသိမ့်ပြီးတဲ့နောက်မှာစစ်တပ်ကကလစတာဘုံးအသုံးပြုတာတွေရှိပါတယ်ကလစတာဘုံးဟာလူကိုတတ်ဖို့အဓိကရည်ရွယ်အသုံးပြုတာဖြစ်တဲ့အတွက်တာမန်အယတားပြည်သူကိုတတ်ဖို့အဓိကရည်ရွယ်ပြီးတော့အသုံးပြုတာမျိုးဖြစ်တဲ့အတွက်လူစုလူဝေးရှိတဲ့နေရာမျိုးစာတင်ကျောင်းလိုနေရာမျိုး စေယုံလိုနေရာမျိုးတွေမှာအသုံးပြုလို့ရှိပါတယ်။အဲဒါလိုလူတက်ဖို့အတွက်တမင်ကြံရွယ်အသုံးပြုတဲ့လက်နက်ဟာလူမဆန်လွတ်တဲ့အပြင်မှာအယက်သားပြစ်မှတ်တွေကိုအဓိကရည်ရွယ်လို့ရှိတဲ့အတွက်နိုင်ငံတကာဥပဒေနဲ့တားမြစ်ထားတာဖြစ်ပါတယ်။အဲဒါလို cluster ဘုံကိုအသုံးပြုရင် cluster ဘုံဟာမြေမကျခင်လေထဲမှာပင်မဘုံကွင်းကြီးကိုဖွင့်ချလိုက်ပြီးတော့ဘုံအသေးလေးတွေမြေပေါ်ကျသွားပါတယ်။ အဲ့ဒါလို့ဘုံအသေးလေးတွေကနေမှထက်စစ်ပေါက်ကွဲတာဖြစ်တဲ့အတွက်ပေါင်900ဘုံအသုံးပြုသလိုတွန်းနဲ့ကြီးတယ်မဖြစ်ပါဘူး။နံရံတွေပျော်လဲတာစာသင်ကုန်တွေပျော်လဲတာမျိုးလည်းဖြစ်မှာမဟုတ်ပါဘူး။ပေါက်ကွဲမှုဖြစ်ွားတဲ့ခေါင်မိုးမျက်နှာချက်နေရာမျိုးကသာပျက်စီးပါတယ်။ဒါပေမဲ့ဘုံအသေးလေးတွေအများအပြားပါဝင်တဲ့အတွက်ကလစတာဘုံ၈လုံးသုံးလို့ရှိရင်မြေပြင်မှာကလစတာဘုံကျပြီးကွဲတဲ့နေရာ၈နေရာရှိရပါမယ်။အဲ့နောက်ကလစတာဘုံပေါက်ကွဲမှုကြောင့်မြေကြီးနဲ့နံရံတွေမှာအပေါက်ငယ်လေးတွေ အများအပြားဖြစ်နိုင်ပါတယ်လူအများအပြားသိနေပါတယ်ဒါကြောင့်အိုးရိန်တွင်းမှာကျဲသွားတဲ့ဘုံဟာကလစတာဘုံဖြစ်နိုင်ခြေရှိပါတယ်ဒါပေမဲ့ကလစတာဘုံတွေကျရင်ဘုံအသေးလေးတွေထည့်တဲ့ပင်မဘုံဝင်ကြီးကျန်နေရှိပါတယ်အဲ့ဒီပင်မဘုံဝင်ကြီးဟာစလင်ဒါပုံစံဒူလုံးရှည်ပုံစံဖြစ်လေရှိပါတယ်အသုံးပြုပြီးရင်ဒူလုံးရှည်နှစ်ချမ်းခွဲဘုံကွန်ကြီးအနေနဲ့ကျန်ခဲ့လေရှိပါတယ်အခုအိုးရိန်တွင်းမှာအဲ့ဒါလိုဘုံကွန်မျိုးမတွေ့ရပါဘူး ဒါအပြင် cluster ဘုံအသေးလေးတွေမြေပေါ်ကျပြီးတော့ क्वे တဲ့နေရာတွေမတွေ့ရပါဘူးအဲဒါကြောင့် cluster ဘုံမဟုတ်တော့ဘူးလို့တန်တရားဝင်စရာအချက်တချို့ရှိပါတယ် cluster ဘုံတွေကိုထည့်တဲ့ပင်မဘုံကွန်ကေစင်ကြီးကိုမတွေ့ရတာကြောင့် cluster ဘုံမဖြစ်နိုင်ဘူးလို့သိကြပေါက်ပြောနိုင်သလားဆိုရဲမေးခွန်းရှိပါတယ်မပြောနိုင်ပါဘူးဘုံကွန်တွေ့မတွေ့ဆိုတာ cluster ဘုံရဲ့ပင်မဘုံကြီးရဲ့ကေစင်ကိုဘာနဲ့လှုပ်ထားတယ်လဲဆိုရဲအပေါ်မှာမူတည်ပါတယ် ကော့စတာဘုံရဲ့ပင်မဘုံကွင်ကိုအလူမီနီယံတပ်ထုသို့မဟုတ်စတီးဗျာပါပါသို့မဟုတ်ပလတ်စတစ်နဲ့ပြုလုပ်ထားခဲ့လို့ရှိရင်အဲ့ဒီဘုံကွင်ဟာပောက်ကွဲချိန်လေထဲမှာပဲအရေးပြောပျက်စီးသွားနိုင်ပါတယ်စစ်ကောင်စီရဲ့ကပ္ပဆဆက်ယုံတွေဟာဈေးချိုဖို့ဆိုတဲ့ရည်ရွယ်ချက်တည်ယူရမှာပေါ်ပါလွယ်ကူစေဖို့ဆိုတဲ့ရည်ရွယ်ချက်အဲ့ဒီရွေးချက်နှမျိုးကိုအကြောင်းပြုပြီးတော့အလူမီနီယံစတီးဗျာပလတ်စတစ်တွေကိုအသုံးပြုတဲ့အကြောင်းသူတေသနပြုထားတဲ့သူတွေကဆိုကြပါတယ် နောက်ထပ်ဘုံမျိုးစားကတော့ Airbus fragmentation ဘုံပါဒီနာမည်မှာ Airbus ဆိုတဲ့စကားနဲ့ fragmentation ဆိုတဲ့စကားနှလုံးပါပါတယ် fragmentation ဆိုတဲ့စကားကိုအရင်ရှင်းရမယ်ဆိုလို့ရှိရင် fragmentation ဆိုတာကဘုံရဲ့အခွန်ကိုလက်နက်တပွဲ ဖြစ်အောင်အထူးဒီဇိုင်းလုပ်ဖန်တီးထားတာမျိုးကိုဆိုလိုတာပါအများမြင်မှုကြတဲ့ fragmentation ဘုံအမျိုးအစားတစ်ခုကတော့နှစ်နက်သီးလို့ခေါ်ကြတဲ့လက်ပစ်ဘုံပါ အဲ့ဒီလက်ပြပုံမှာနှစ်နှစ်သီးလို့အကွက်ကလေးတွေပါနေတာကအလှလှုပ်ထားတာမဟုတ်ပါဘူးကြည်ကောင်းအောင်လှုပ်ထားတာမဟုတ်ပါဘူးဘုံပေါက်ကွဲတဲ့အခါမှာအဲ့ဒီအကွက်ကလေးတွေအဖြစ်အရာပေးထားတဲ့အတိုင်းပြတ်တောက်ပြီးတော့ဘုံခွန်တန်တိုတန်စတွေလွတ်ဆင်သွားအောင်တမင်ဒီဇိုင်းလှုပ်ထားတာပါအခုအိုးရိတော့မှာအသုံးပြုထားတဲ့ recommendation ဘုံမြက်ဘုံခွန်ကတော့အဲ့ဒီထက်အစ်စ်မြင့်မြင့်ဒီဇိုင်းလှုပ်ထားတဲ့ဘုံမျိုးပါဘုံရဲ့အခွန်ကအပိုင်းပိုင်းအစိတ်စိတ်ကွဲသွားပြီးတော့အစတစစီဟာတနက်ကြည်ကြံလို့ အရှိန်အဟုန်ပြင်းပြင်းနဲ့လွန့်ထွက်သွားအောင်တမင်ဒီဇိုင်းလုပ်ထားတာပါဒါကြောင့်ဘုံပေါက်ကွဲတဲ့အချိန်မှာ ပေါက်ကွဲတဲ့နေရာဘေးပတ်လေကိုမော်တာနဲ့လှည့်ပတ်ပြီးတော့ပြစ်လိုက်တယ်လို့မျိုးပြစ်ထန်တဲ့ပေါက်ကွဲမှုတွေဖြစ်ပါတယ်ရိုင်ဖယ်တနက်နဲ့ပြစ်တာထက်ပြင်းပါတယ်အဲဒါကြောင့်နံရံနေမှာ6လက်မှ8လက်မှအရွယ်ရှိတဲ့အပေါက်တွေပေါက်တာပါခလေးတွေကိုထိမှန်တဲ့အခါမှာလေရိုင်ဖယ်တနက်နဲ့ပြစ်တာထက်ပြင်းထန်တဲ့ဒဏ်ရာတွေရတာဟာအဲဒါလိုမျိုးမော်တာကြီးနဲ့ပြစ်လိုက်တယ်လို့ပြင်းထန်နေလို့ပါ ခလိငယ်လေးတွေတချို့မျက်နာတစ်ခုလုံးစုပ်ပြတ်သွားတာခလိငယ်တချို့မျက်နာတစ်ချမ်းပဲ့သွားတာခလိငယ်လေးတွေခြေပြက်လက်ပြက်ဖြစ်သွားတာဥတွေပွတ်ထွက်သွားတာအဲ့ဒါလို့အရှိန်အလွန်မြင့်တဲ့ဘုံကွန်အပိုင်းစာတွေရဲ့စောင့်ဝင်ထိမှန်မှုကြောင့်ပါအခုအထူးဒီဇိုင်းလုပ်ထားတဲ့ recommendation ဘုံမှာတော့နှစ်နှစ်စီးလက်ပြက်ဘုံမှာလို့အရာလေးတွေပေးထားတာမျိုးတော့မရှိပါဘူးဘုံရဲ့အခွန် casing ကို တတ်ထုအကျွတ်နဲ့လှုပ်ထတာလို့ CDM ဒေတာအရာရှိတယောက်ကရှင်းပြပါတယ်တတ်ထုအကျွတ်နဲ့လှုပ်ထတာဖြစ်တဲ့အတွက်နှစ်နှစ်တိဘုံမှာလို့ရွယ်တူစိတ်ပိုင်းကလေးတွေဖြစ်နေကွဲမသွားပဲနဲ့ကြီးတဲ့အပိုင်းကကြီးပြီးသေးတဲ့အပိုင်းကသေးပါတယ်အဲ့ဒါလို့အကြီးအသေးပေါ်မှာမူတည်ပြီးတော့အကျိုးသက်ရောက်မှုလည်းကွာခြားကြပါတယ် Airburst ဆိုတဲ့စကားကိုဆက်ပြောကြအောင်ပါ Airburst ဆိုတာကလေထဲမှာကွဲတာမြေပြင်မှာမကျခင်လေထဲမှာဖောက်ခွဲလိုက်တာကိုပြောတာပါ မြေကြီးကနေ7ဘေးအကွာမှာ ပောက်ကွဲစေချင်တာလားမြေကြီးကနေ15ဘေးအကွာမှာပောက်ကွဲစေချင်တာလားစိတ်ကြိုက်အမြင့်မှာပောက်ကွဲအောင်ချိန်ကြိုက်ပေးပြီးတော့ဖောက်ခွဲတာပါအဲ့ဒီလိုဖောက်ခွဲဖို့အတွက်ဘုံမှာ proximity fuse ဆိုတဲ့ fuse ကိုတက်ဆင်ထားပါတယ်အဲ့ဒီ fuse ကသူ့မှာပါတဲ့ sensor နဲ့ radio line လေဆာရောင်ကြီးတို့ကိုအသုံးပြုပြီးတော့ဘုံဟာမြေပြင်ကနေဘလောက်အမြင့်မှာရောက်နေတယ်လဲဆိုတာကိုထောက်လှမ်းပါတယ်အဲ့ဒါလိုထောက်လှမ်းပြီးတော့ချိန်ကြိုက်ပေးလိုက်တဲ့အမြင့်ပေကိုရောက်တဲ့အခါမှာ ပေါက်ကွဲသွားပါတယ်။အဲ့ဒါလို့ပေါက်ကွဲသွားတဲ့အချိန်မှာတုံးထားတဲ့ဘုံက recommendation ဘုံဖြစ်တဲ့အတွက်ကြောင့်တတ်ထုအကျွတ်ကအပိုင်းပိုင်းပြတ်ပြီးတော့အလိုကြီးမားတဲ့အချိန်နဲ့ရက်မျက်နာအတီးတီးကိုလွတ်ဆင်သွားပါတယ်။ဘုံကမြေပေါ်မကျခင်ကွဲသွားတာဖြစ်တဲ့အတွက်မြေကြီးပေါ်မှာတွင်းနေကြီးမဖြစ်ပါဘူး။မျက်နှာချက်အမျက်လောက်မှရှိတဲ့လေထဲမှာပေါက်ကွဲသွားတာဖြစ်တဲ့အတွက်နယံနေမပြိုလဲသလိုအပိုင်းစရဲ့ဓာတ်ရိုက်ထိမှန်ခြင်းမခံရတဲ့ဇပွဲကုန်တွေလည်းမပြိုလဲပါဘူး။ ဒါပေမဲ့အပိုင်းစတွေရဲ့ဓာတ်ရိုက်ထိမှန်ခြင်းခံရတဲ့နေရာတွေမှာအပေါက်တွေဖြစ်ပါတယ်။ဓာတ်ရိုက်အထိမှန်ခံရတဲ့ကလင်းငယ်တွေရုပ်ပြက်ဆင်းပြက်သိဆုံးတာမျိုးဖြစ်ပါတယ်။ proximity fuse အစား delayed effect fuse ဆိုတာကိုလည်းလေထဲမှာဖောက်ခွဲမှုအတွက်အသုံးပြုတတ်ပါတယ်။သူကတော့တိုင်ဖုံးလိုမျိုး trimer နဲ့ဖောက်ခွဲတာပါ။အဲ့ဒီ fuse မျိုးရဲ့အကျိုးသက်ရောက်မှုချင်းကတော့တိတ်ပြီးတော့မကွာပါဘူး။ ဒီတော့ advanced fragmentation ဘုံအလုံးလုံးပုံကိုပြန်ခြုံငုံပြီးတော့ပြောရရင် အစကတည်းကအဆောက်အုံတွေရဲ့အမြင့်ကိုစစ်ကောင်စီဟာသတင်းပေးတွေစီကနေပြီးတော့ယာပြီးသားဖြစ်ပါလိမ့်မယ်အနေဆုံးအဆင့်ကိုပြောရရင်တစ်ထပ်ဆောင်တွေလားနှစ်ထပ်ဆောင်တွေလားဆိုတာကိုသူတို့သေသေချာချာသိပြီးသားဖြစ်ရပါမယ်အခုအသုံးပြုသွားတဲ့ဘုံအမျိုးအစားဟာအဲ့ဒါလိုမျိုးပြစ်မှတ်ရဲ့အနေထားသဘောတော်ဘာဝကိုသေသေချာချာသိထားပြီးသားဖြစ်မှသာသုံးတတ်တဲ့ဘုံမျိုးပါအဆောက်အုံတွေရဲ့အမြင့်ကိုမတိပဲအသုံးပြုခဲ့လို့ရှိရင် သိထိအောင်မှာမဟုတ်ပါဘူး ဒီချက်တွေကိုကြည့်ရင်စစ်ကောင်စီဟာဒီကြောင်းကိုတတိယချာချာပြစ်မှတ်ထားခဲ့တယ်ဆိုတာထင်ရှားပါတယ်။အဲ့ဒါလို့ပြစ်မှတ်ထားပြီးတော့ចောင်းဆောင်တွေရဲ့အမြင့်ကိုလည်းစုံစမ်းထားခဲ့ပါတယ်။အဲ့ဒါလို့စုံစမ်းပြီးမှလိုချင်တဲ့အဆောက်အုံရဲ့အပေါ်ကိုတက်တက်ကြအောင် GPS ကိုအသုံးပြုပြီးတော့ကျဲသွားတာပါ။ចောင်းအုပ်ချုပ်ရေးရုံးကန်းကတော့တိတ်မထိခိုက်ဘူးလို့ဒေသခံတွေပြောကြတာကိုအားလုံးသတိထားမိကြမှာပါ။အဲ့ဒါចောင်းသားအများပြားရှိတဲ့နေရာမဟုတ်လို့တမင်ပြစ်မှတ်ထားတာပါ။ပြီးတော့အဲ့ဒီအဆောက်အုံကနှစ်ထပ်ပါ။ အမြင့်မတူပါဘူးအဲ့ဒါကြောင့်အဲ့ဒီနေရာကိုတမင်ရှောင်ပြီးတော့အမြင့်ပေတူညီတဲ့အကြောင်းဆောင်တွေကိုတမင်ရွေးချယ်တိုက်ခိုက်ပုံကျဲသွားတာပါအုတ်ချုပ်ရေးရုံကမှလူသိမ့်များများမရှိပဲကြောင်ကန်းထဲမှာသာလူများများရှိတာကိုတိတ်တိတ်ချာချာသိတဲ့အတွက်လူများများတိမ်မဲ့နေရာကိုရွေးချယ်တိုက်ခိုက်လိုက်တာပါဆိုလိုတာကတမင်ကိုကလေးတွေများများတည်အောင်ရည်ရွယ်ချက်ရှိရှိနဲ့ပြစ်မှတ်ထားပြီးတော့တိုက်ခိုက်သွားခဲ့တာပါအဲ့ဒါလိုတိုက်ခိုက်တဲ့အခါမှာတထက်ဆောင်ရဲ့အမြင့်ကိုတွက်ချက်ပြီးတော့ သို့မဟုတ်ဒလန်စီကနေပြီးတော့သတင်းရထားပြီးဖြစ်တဲ့အတိုင်းဘုံကြီးကိုကျောင်းဆောင်တွေရဲ့ခေါင်မိုးနေရာမှာ꿰အောင်ဖောက်ခွဲလိုက်ပါတယ်အဲ့ဒါလိုဘုံမျိုးကိုလေတက်ကလေ꿰ဘုံလို့ခေါ်ကြောင်း CDM လေတက်အရာရှိကအတူပြုပြောကြပါတယ်ခေါင်မိုးနေရာမှာ꿰လိုက်တဲ့အတွက်မြေကြီးမှာကျင့်တဲ့ကြီးဖြစ်เสียအကြောင်းမရှိတော့ပါဘူးအဲ့ဒါလို꿰သွားတဲ့အချိန်မှာအထူးဒီဇိုင်းထွင်ပြုလုပ်ထားတဲ့ဘုံကွန်တတ်ထုအကျွတ်တွေဟာမော်တာကြီးစံလို့ အရှိန်မျိုးနဲ့ရက်ရှစ်မျက်နှာကိုလွတ်ဆင်ပြီးတော့တချို့ကကလေးတွေကိုတတ်ဖြတ်သွားပါတယ်တချို့ကကျောင်းဆောင်နိုင်ရန်တွေကိုဖောက်သွားပါတယ်မြေပြင်ပေါ်မှာကလစတာဘုံးတွေကျထားတဲ့အရာမရှိတဲ့အချက်တွေ့ရတဲ့တတ်ထုအပိုင်းစားတွေကိုသူတေသနာပြုပြီးတော့ရတဲ့အချက်တွေကိုပေါင်းဆက်ကြည့်လိုက်လို့ရှိရင်စစ်ကောင်စီအသုံးပြုထားတဲ့ဘုံးဟာကလစတာဘုံးမဟုတ်ဘဲလေကွဲဘုံးဖြစ်တယ်ဆိုတာသိကြတော့ရှိပါတယ်အဲ့ဒီလိုလေကွဲဘုံးမျိုးကိုဘလို့အချိန်ကာလမှာစစ်တပ်တွေကအသုံးပြုလေရှိပါတယ် နိုင်ငံတကာပညာရှင်တွေကအခုလိုဆိုပါတယ် These are designed to maximize causalities in open or soft targets like schools လို့ပြောပါတယ်အတိပ္ပယ်ကတော့ကွင်းပြင်ထဲမှာရှိတဲ့လူစုလူဝေးကိုတိုက်ခိုက်ခြင်းတဲ့အခါစာတင်ကြောင်းလိုပြစ်မှတ်အပြော့တွေကိုတိုက်ခိုက်ခြင်းတဲ့အခါတွေမှာအများဆုံးလူသေဆုံးမှုဖြစ်အောင်ဒီဇိုင်းတည်ထွင်ပြီးတော့အသုံးပြုသောပုံမျိုးဖြစ်သည်လို့ဆိုထားတာပါပဲ လူအများဆုံးတည်ဆုံးအောင်အဲ့ဒီဘုံအမျိုးအစားကိုတုံးတာပါစာတင်ချောင်းကိုတိတ်တိတ်ချာချာတိပြီးတော့စာတင်ချောင်းရဲ့အမြင့်ပေကိုပါတိတ်တိတ်ချာချာစုံစမ်းပြီးမှဘုံကျဲသွားတာပါစစ်လော်ဘီတချို့ဝါဒဖြန့်တယ်လို့အဲ့ဒီနေရာဟာဘုံထုတ်လုပ်တဲ့နေရာမို့လို့ကျဲတာဆိုလို့ရှိရင်ဒီလိုဘုံမျိုးကိုမတုံးပဲပေါင်900ဘုံကိုတုံးမှာပါအဆောက်အုံနဲ့ထုတ်လုပ်တဲ့နေရာကိုလုံးဝပျက်စီးသွားအောင်ချိန်မုန်းကျင်လို့ရှိရင် ပေါင်900ဘုံကိုတုံးမှာပါ အခုသုံးတဲ့ဘုံကလူသေးအောင်တမင်ရွယ်ပြီးတော့ သုံးတဲ့ anti personal ဘုံဖြစ်ပါတယ်အခုအိုရိန်အတွက်မှာသုံးထားတဲ့ဘုံဟာရုရှားလို့ FAV 250ဖြစ်ဖို့ပြပါတယ်ရုရှားလို့ FAV 500လဲဖြစ်နိုင်ပါတယ်ဒါမှမဟုတ်အဲ့ဒီလိုဒီဇိုင်းမျိုးနဲ့ပုံစံတူတဲ့မြန်မာဘုံမျိုး ဖြစ်နိုင်ပါတယ်အဲ့ဒါလိုဘုံမျိုးထုတ်လုပ်နေပြီးတော့အဲ့ဒါလိုဘုံမျိုးကို လေကွဲဘုံလို့ခေါ်ကြောင်းတတ်ထုအကျွတ်နဲ့ပြုတ်လုပ်ကြောင်းကိုလည်း CDM လေဒတ်အရာရှိကနေပြီးတော့ထုတ်ဖော်ပြီးတော့ TM Media ကိုပြောဆိုထားပါတယ်။သုံးသွားတဲ့ဘုံမျိုးစားကိုလေ့လာလိုက်တဲ့အခါမှာစစ်ကောင်စီကဘလောက်တောင်အကြံပတ်ဆက်သကောလောက်တောင်မှဇောင်းမနဲ့ခဲ့တယ်လဲဆိုတာကိုပူပြီးတော့ရှင်းရှင်းလင်းလင်းသိလာရပါတယ်။စစ်ကောင်စီဟာစာတင်ကြောင်းမှတိတ်တချာချာသိတယ်။စာတင်ကြောင်းရဲ့အမြင့်တွေကိုဒလန်နေစီကနေပြီးတော့တိတ်တချာချာစုံစမ်းထားတယ်။စာတင်ကြောင်းနဲ့အသင့်တော်ဆုံးဘုံကိုအသုံးပြုခဲ့တယ်။ လူအများဆုံးသိမဲ့လက်နက်ကိုစနစ်တကျရွေးချယ်အသုံးပြုခဲ့ပါတယ်။ဒါကိုနိုင်ငံတကာကျွမ်းကျင်ပညာရှင်တွေအကုန်သိပါတယ်။စစ်ကောင်စီကကလေးတွေကိုပြစ်မှတ်ထားပြီးများနိုင်တဲ့များအများဆုံးသိစေမဲ့လက်နက်ကိုတိတ်တိတ်ချာချာရွေးချယ်အသုံးပြုသွားတယ်ဆိုတာသူတို့ကောင်းကောင်းသိပါတယ်။အဲ့ဒါလို့သိနိုင်မှလဲဘူဂျုံစုံမင်းထွန်းတို့ဘူဂျုံမင်းအောင်နိုင်တို့သိပါတယ်။အဲ့ဒါကြောင့်အိုရိန်တွင်းနဲ့ပတ်သက်လို့ရှိရင်စကားမပြောတတ်တဲ့အာအာကြီးတွေလိုမျိုးသူတို့ပါးစပ်ပိတ်နေကြတာပါ။ တချို့စစ်ဗိုလ်တွေကထင်တတ်ကြပါတယ်ငါတို့စစ်နိုင်အောင်တိုက်နိုင်လို့ရှိရင်နိုင်ငံတကာကတရားစွဲခံရတာမျိုး ဖြစ်မှာမဟုတ်ဘူးလို့သူတို့ထင်တတ်ကြပါတယ်သူတို့စစ်နိုင်သည်ဖြစ်စေစစ်ရှုံးသည်ဖြစ်စေအိုးဒိန်တွင်အမှုဟာသိကြပေါ့နိုင်ငံတကာ တရားရုံးကိုရောက်မှာပါနိုင်ငံတကာတရားရုံးရဲ့အားသာချက်ကကျွမ်းကျင်ပညာရှင်တွေအများပြားရှိတဲ့အတွက်သူတို့အကုန်ပေါ်အောင်ဖော်မှာပါဖော်နိုင်စွမ်းရှိပါတယ်အားနည်းချက်ကတော့အမှုတိဆောက်ပြီးတော့တရားရုံးရောက်အောင်ပို့ဖို့အချိန်ကြာတတ်ပါတယ် အဲ့တော့ဖျားသခင်ကတိတော့တိတယ်ဒါပေမဲ့အချိန်ကိုစောင့်နေဆိုတော့နိုင်ငံသားစကပုံးလို့ပါပဲဒီလောက်ရုံမာတဲ့ကိစ္စကြီးဟာတရားစွဲခံကိုခံရမှာပါဒါပေမဲ့အချိန်တော့စောင့်ရပါလိမ့်မယ်ခင်ဗျာ